မင်္ဂလာပါရှင်ဒီနေ့အမ်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော်တော်လေးလက်တွေ့ကြပြီးစိတ်ဝင်စားဖို့ကောင်းတယ်ရှင်ကိုရီဒေါတာထွက်တဲ့အခါဒါမှမဟုတ်ဝမ်းနဲ့အခါမျိုးမှာပေါ့စိတ်แท้ဖြစ်လာတာနဲ့ချက်ချင်းတုံ့ပြန်လိုက်တာကဘာလို့ကိုတော့အန်တေများသလဲဆိုတော့ပေါ့ နီးနေနေနဲ့လေ့လာကြည့်ကြမယ်ဟုတ်ကဲ့ဗျာတခါလေကိုစိတ်ခန်းစားချက်နောက်လိုက်ပြီးလှုပ်လိုက်ပြင်မယ်နောက်မှနောက်တရတာမျိုးတွေအလုံးကြုံဖူးကြမှာပေါ့နော်ဟုတ်တယ်ပါဒီအကြောင်းကိုဆေးဆေးဆက်ဆက်လေ့လာဖို့အတွက် The Power of Not Reacting ဆိုတဲ့ audio sound ထက်ကအဓိကအချက်တွေကိုအခြေခံတွားမှာပါရှင်ဟုတ်ကဲ့ဒီနေ့ရဲ့ရည်ရွယ်ချက်ကတော့စိတ်ခန်းစားမှုတစ်ခုဖြစ်လာတာ ਨੇ ကိုတုံ့ပြန်လိုက်တာကြားကအဲ့ဒီတည်တည်လေးထိတဲ့အချင်းအပိုင်းရဲ့ခြားလေးမှာကိုယ့်ရဲ့စွမ်းအားအစစ်အမှန်ကိုဘယ်လိုပြန်ရှာမလဲဆိုတော့ကိုစူးစမ်းဖို့ပါပဲဟုတ်တယ်ဗျာ အဓိကယူဆကတော့လေဘယ်လိုပြောမလဲအရန်တော့မရှုပ်ထွေးပါဘူးကျွန်တော်ရဲ့စိတ်ခံစားမှုဆိုတာတကယ်တော့ရှေးခေတ်ကဘာမှာအသက်ရှင်ဖို့တဲ့ဒီဇိုင်းထူထားတဲ့ကိုခန္ဓာရဲ့တုံ့ပြန်မှုတွေပါအော်ရှေးခေတ်အတွက်ပေါ့ဟုတ်တယ်အဓိကကတော့ရှင်သင်တဲ့တွေ့ရင်ချင်းချင်းပြဖို့လိုတယ်လေဒါပေမဲ့အဲ့ဒီတုံ့ပြန်မှုမျိုးကဒီနှစ်ခေတ်ယူခန္ဓာမှာတော့ကိုယ့်ကိုတုတ်ခတ်ပြနေတာပေါ့မှန်တယ်မှန်တယ်ဒါပေမဲ့ဒီဆွေးနွေးမှုကစေုပ်တေးလို့စေခံစားမှုရှိတဲ့သူဖြစ်လာဖို့ပြောနေတာတော့မဟုတ်ဘူးနော်။အင်း ကိုယ်စိတ်ခံစားမှုကိုနားလည်ပြီးတော့အဲ့ဒါကိုကြွန့်ကြွန့်ချင်းချင်းထိ ंछ ုံမောင်းနေတဲ့လူဖြစ်လာပါပဲဗျာအဲ့ဒီလိုဖြစ်နေတော့ခေါင်းထဲမှာဘာဒီဖြစ်နေလဲဆိုတာကိုတစ်ပါနေကြရှင်းပြဖားတာကပိုပြီးတော့တောင်းစိတ်ဝင်စားဖို့ကောင်းလေးတွေရှိန့်ခနာကိုကနေဟော်မုန်းတွေထွက်လာလဲဆိုတာမျိုးလားအတိကြပဲမြောက်အဲ့ဒီလိုစိတ်ခံစားမှုနဲ့ပေါက်ခွဲလိုက်တဲ့ခါတိုင်းခနာကိုကကော်တီဆောလိုမျိုးစိတ်ဖိစီးမှုဟော်မုန်းတွေကိုတွေးကြောထဲကိုမြန်ပြီးပန်းထုတ်လိုက်တယ်ကော်တီဆောဟုတ်တယ်အဲ့ဒါကို fight or flight response လို့ခေါ်တာပေါ့ တိုက်မလားဒါမှမဟုတ်ထွက်ပြေးမလားတုံ့ပြန်မှုပေါ့အင်းအဲ့ဒီဟော်မုန်းတွေရဲ့အစွမ်းနဲ့ကိုယ့်ရဲ့စင်ရင်တုံလျားရှိတဲ့ဥနောက်အပေါ်အပိုင်းကခနာဒါအော့ဖ်လိုင်းဖြစ်သွားတယ်ပြောရရင်ကိုယ့်ဥနောက်ရဲ့ CEO ခနာရုံးမတက်တော်လို့ပေါ့ဗျာအော်ဥနောက်ရဲ့ CEO ရုံးမတက်တော်ဟောပါတယ်ဒီနေရာမှာတကယ်ကိုတိထားစရာချက်တခုရှိတယ်နော်ဒီလိုစိတ်ခံစားမှုနောက်ခဏခဏလိုက်တာကရေရှည်မှာကိုဥနောက်ရဲ့ပုံစံကိုပါတကယ်ပြောင်းလဲပစ်နိုင်တယ်ဆိုတာပဲဟုတ်တယ်ဗျချက်တည်းရရ စိတ်ခံစားမှုကိုပုံမှန်မထိန်ချုပ်နိုင်ပဲပေါက်ကွဲတတ်တဲ့သူတွေမှာအကျိုးတင်အကြောင်းတင်တွေးခေါ်မှုကိုတာဝန်ယူတဲ့ prefrontal cortex ဆိုတဲ့ဦးနှောင်းရဲ့ CEO အပိုင်းကတကယ်ကိုကြုံသွားတာကိုတွေ့ရတယ်ဗျတကယ်ကိုကြုံသွားတာဟုတ်တယ်တစ်ဖက်မှာတော့စိတ်လှုပ်ရှားမှုတွေကိုတာဝန်ယူတဲ့အချက်ပေးစနစ်အပိုင်းကပိုပြီးကြီးလာတယ်ပိုပြီး sensitive ဖြစ်လာတယ်အဲ့ဒီတော့ဆိုလိုတာက not so အသေးအဖွဲကိစ္စလေးတွေမှာတော့ ပိုပြီးလွယ်လွယ်ကူကူတောထားထွက်လာတတ်တော်တာပေါ့ဗျာဒါဆိုရင်ဒီကုန်းကျစရိတ်တွေကကိုထင်ထားတာထက်အများကြီးပိုကြီးတာပေါ့နော်ဟုတ်ကဲ့ဝေးကြီးအရာဆိုရင်ဒေါ်လာထွက်နေတော့ဆုံးဖြတ်ချက်မားချမိလို့ဒေါ်လာတန်းချီရှုံးသွားတဲ့စီပိုင်းတမားတွေရဲ့ဥမာတွေလည်းပါတယ်ဒါပေမဲ့အရေးကြီးဆုံးကကိုကိုကိုနဲ့ရှိတဲ့ဆက်ဆံရေးကိုထိခိုက်တာပဲလို့ထင်တယ်မှန်ပါတယ်ဗျာစိတ်မထိန်နိုင်လို့ပောက်ကွဲမိလိုက်တိုင်းညာဘက်လို့ဒီလိုလုံးမိပြန်ပြီးလဲဆိုပြီးကိုကိုကိုအားမလို့အားမရဖြစ်ရတယ်อืม ကိုကိုကဖြစ်တင်ပြီးတော့ဟုတ်တယ်ကိုကိုကိုယုံကြည်မှုကတဖြည်းဖြည်းပျောက်ဆုံးသွားတော့ဟုတ်ပါတယ်ဒီစောက်ထဲမှာကျမအကြိုက်ဆုံးပိုင်းတစ်ခုကတော့ဦးနောက်ကကိုကိုကိုဖေလိုပြန်ဒုက္ခပေးနေလဲဆိုတာကိုရှင်းပြထားတာပဲအမီတဲလာဆိုတဲ့အပိုင်းလေးတစ်ခုကြောင်းပြောထားတာတိကောင်းတယ်ဟုတ်ကဲ့သူကိုဦးနောက်ရဲ့တက်တော်ဆောင်ဒါမှမဟုတ်ကိုပိုက်အချက်ပေးစနစ်လို့တင်စားထားရယ်နော်အင်းဟွန်းသူ့လောက်ကအန်တီရရှိနိုင်ခြေတွေကိုအမြဲစောင့်ကြည့်နေပြီ အေးပေါ်ချင်းနေဆိုချက်ချင်းအချက်ပေးဟုပဲပြတနာကအဲ့ဒီတက်တော်ဆောင်ကနင်းနေလေးစိတ်အားထက်တန်းလုံးနေတာပဲဗျာ။အိုး။ तू ကလွန်ခဲ့တဲ့နှစ်တောင်ပေါင်းများစွာကဒါရာလို့အဆွဲရှိတဲ့ကြားရဲ့အန်ဒီရဲ့နဲ့ဒီနေ့ခက်ကိုကိုအန်ဖိုလိုလုပ်သွားတဲ့ social media account တစ်ခုရဲ့အန်ဒီကိုမခွဲခြားတဘူး။ဟုတ်လား။ तू တို့ကတော့ချိန်ချောင်မှုကချိန်ချောင်မှုပဲ။ဒါကြောင့်အစည်းအဝေးမှာကိုယ့်အကြံကိုတယောက်ယောက်ကဝေဖန်လိုက်တာနဲ့ ူကရှေ့ခေတ်ကတာရဲတကောင်တတ်ခိုက်လာတယ်လို့ပဲအချက်ပေးခေါင်းလောင်းကိုအသားကုန်တီးတော့တာပဲအဲ့ဒါကို amygdala hijack လို့ခေါ်တယ်ပေါ့ဦးနောက်ရဲ့တက်တော်ဆောင်ကအာနာတင်းလေကမျိုးလားရှင်အတိအကျပဲသူအချက်ပေးခေါင်းလောင်းတီးလိုက်ပြီဆိုတာနဲ့ဦးနောက်ထဲကသွေးစည်းစင်းမှုလမ်းကြောင်းတွေပြောင်းဝင်ရောကျိုးချောင်းစင်ချင်းတုံတရားနဲ့ AACC စဉ်းစားလဲ CEO အပိုင်း prefrontal cortex ကိုတွေးတယ်မရောက်တော့ပဲစိတ်ခံစားမှုနဲ့တိုက်ခိုက်ဖို့တော့ပဲ ရှေးကြတဲ့ဦးနောက်အပိုင်းချောင်းဒေစီကိုသွေးတွေအကုန်ပို့လိုက်တယ်။အော်ဒါကြောင့်ဒေါ်လာထွက်နေချိန်မှာလူတယောက်ကဘလောက်ပဲတော် တော်သူ့ရဲ့ IQ ကတိတိတသားကိုကြာဆင်းသွားတယ်ဆိုတာမျိုး ဖြစ်တာပေါ့။ဟုတ်တယ်ဗျာ။အဲ့ဒါကြောင့်ပါ။ချိန်ကွာခြားချက်ကလည်းကြောက်စရာကောင်းတယ်နော်။ Amygdala က12 milliseconds အတွင်းမှာတုံ့ပြန်လိုက်ပြီး CEO ဦးနောက်ကဘာဖြစ်နေလဲဆိုတာသုံးသပ်ဖို့အနည်းဆုံး500 milliseconds လောက်ကြာတယ်ဆိုတော့ဟုတ်တယ်။ဆိုလိုတာကလေကိုဘာဖြစ်လို့ဖြစ်မှမသိခင် ကြိုးချောင်းဆင်းခြင်းမီမစင်စားနိုင်ခင်မှာပဲကိုပါဇက်က မပြောတင်တဲ့စကားတွေထွက်သွားပြီးပြီးကိုလည်းကမပို့တင်တဲ့ message တွေပို့ပြီးသွားပြီးဟုတ်ပါပြီဒါဖြင့်ဦးနောက်မှာ negativity bias လို့ခေါ်တဲ့အဆိုးမြင်ပလိုက်မှုတပါဝအတိုင်းရှိသေးတယ်อืมအဆိုးမြင်ပလိုက်မှုဟုတ်တယ်ဒါကြောင့်ချီကျူးစကားဆဲခွန်းထဝေဖန်တဲ့စကားတခွန်းကိုပိုးပြီးဆွဲဆွဲမြဲမြဲမှတ်မိနေတတ်တော့ပေါ့အဲ့ဒီတဘာဝက အမိဂဒလာဟိုက်ချက်ကိုပို့ပြီးဖြစ်လွယ်စေတယ်ဒီအချက်ကိုဒီနေ့ခေတ်ရဲ့လူနေမှုဘဝနဲ့ချိတ်ဆက်ခြင်းသိမှတ်နာပဲရှင် social media က notifications တွေကျုပ်ဆရာကောင်းတဲ့သတင်းကောင်းကြီးပိုင်းတွေအလုတ်က urgent ဆိုပြီးတက်လာတဲ့ email တွေဟုတ်ပါဒီဟာအလုံးကကိုယ့်ရဲ့ဦးနှောက်တက်တော်ဆောင်အမိဂဒလာကိုတစ်ချိန်လုံးတက်လက်နေအောင်အသက်နေထားမှာရှိနေအောင် လုပ်ထားသလိုပဲဒါကြောင့်အသေးအဝဲကိစ္စလေးတွေကအစအကြီးကြီးစိတ်တုံ့ပြန်မှုတွေဖြစ်လာရတာပေါ့မှန်ပါတယ်ဗျာ ဒါဆိုဒီလိုဦးနောက်ရဲ့ hijack လုပ်တာကိုတီးသွားပြီဆိုတော့လေဒါဟိုမဖြစ်အောင်ထိန်းချုပ်နိုင်စွမ်းကလူတိုင်းမှာအတူတူပဲလားဒါမှမဟုတ်ကျွမ်းကျင်မှုအဆင့်တွေပါပြီးပွဲသေးလားရှင့်အရာကောင်းတယ်မေခွန်းပါဗျာလူများစုကစိတ်ခံစားမှုထိန်းချုပ်တာကိုမီးခလုတ်လိုအဖွင့်အပိတ်ပဲရှိတယ်လို့ထင်ကြတယ်။တီးငိမ့်နေတယ်ဒါမှမဟုတ်ပောက်ကွဲနေတယ်အဲ့ဒီနှစ်ခုပဲပေါ့ဟုတ်ကဲ့ဒါပေမဲ့အေးမြင့်မှုအရာတကယ်ကျွမ်းကျင်မှုမှာအဆင့်လေးဆင့်ရှိတယ်ဗျာ ဆင့်လေးဆင့်ဟုတ်ကဲ့ပထမအဆင့်ကတော့တတိမမှုပဲတုံ့ပြန်ခြင်း unconscious reactivity ပေါ့ဒါကလူအများစုနေထိုင်နေတဲ့အခြေအနေလို့ပြောလို့ရမလားဟုတ်တယ်လို့ပြောလို့ရပါတယ်ဗျတို့တာထွက်လာရင် all light တယ်ဝမ်းနဲ့လာရင်အခောင်းမီငိုးတယ်ကိုဘာလို့ဒီလိုလုံးနေလဲဆိုတာကိုတောင်တတိမထားမိပဲခံစားချက်ရဲ့စိတ်ခိုင်းမှုနောက်ကိုတက်လိုက်သွားတဲ့အဆင့်မှာနော်ဟုတ်ပါတယ်ဒုတိယအဆင့်ကတော့တတိရှိစွာတုံ့ပြန်ခြင်း conscious reactivity ပါ ဒီအဆင့်ကပိုးပြီးစိတ်ညစ်တို့ကောင်းတယ်မလို့လေရှင်ဘာလို့လဲဆိုတော့ကိုစိတ်ခံစားမှုနဲ့တုံပြန်နေမှကိုမားနေမှတိနေလို့ပဲဒီတိကြီးနဲ့ဒီတခါတော့ तू ဒီလိုလောက်တာကိုပြန်ပြောမှဖြစ်မဲ့ဆိုပြီးကိုကိုကိုအကြောင်းပြချက်ပြီးပြီးဆက်လုံနေတဲ့အခြေအနေပါ။အော်တိရတာနဲ့ကိုဆက်လုံနေတာဟုတ်တယ်။အဲ့ဒီလိုတုံရနီးသွားတဲ့အခါမှာအဖြစ်ရှိတယ်လို့ခံစားရတယ်။နောက်တစ်ခါမလုပ်တော့ဘူးလို့ကိုကိုကိုကတိပေးတယ်။ပြီးတော့နောက်တစ်ခါအခြေအနေကျုံလာရင် အဲ့ဒီသံတရားထဲမှာပဲပြန်လည်သွားနေတတ်တယ်အဲ့ဒါကကိုကိုကိုလေးစားမှုကိုထွဖြည်းဖြည်းနဲ့တိုက်စားသွားတာပေါ့လို့ဟုတ်ပါတယ်ဗျတကယ်ပြောင်းလဲကအဆင့်ထုံးကနေစားတာပေါ့အဆင့်ထုံးကတတိရှိဆိုတာတုံ့ပြန်ခြင်း conscious response okay ဒီအဆင့်မှာစိတ်ခံစားမှုကိုအတိအမှတ်ပြုတယ်ဥပမာအော်ငါအခုဒေါတာထွက်နေပါလားလို့ကိုကိုကိုလက်ခံလိုက်တယ်အင်းလက်ခံလိုက်တယ်ဒါပေမဲ့အဲ့ဒီဒေါတာကိုကိုယ့်ရဲ့သခင်အဖြစ်မထားတော့ဘဲ ကိုယ့်ရဲ့တံပိုးတွေရရှိရီမန်းချက်တွေနဲ့အညီတုံပြန်ပုံကိုတတိရှိရှိရေးချေလိုက်တာပါဥပမာဒေါသထွက်နေပြီမဲ့တီတီငင်းငင်းကဒီကိစ္စကိုအေးအေးဆေးဆေးဆွေးနွေးကြပါလေလို့ပြောဖို့ရွေးချယ်လိုက်တာမျိုးပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒီလိုမျိုးနောက်ဆုံးအမြင့်ဆုံးအဆင့်ကတော့စိတ်ခံစားမှုကိုအသွင်ပြောင်းခြင်း emotional alchemy လို့ခေါ်လေဗျာဒါကသူတို့အစစ်မြင်တယ် emotional alchemy ဟုတ်တယ်စိတ်ခံစားမှုကိုထိန်းချုပ်ယုံတယ်မကဘဲ အတုံးဝင်တဲ့စွမ်းရင်အဖြစ်ပြောင်းလဲဖြစ်နိုင်လာဥပမာအလုံးမှာကိုကိုဝေဖန်လို့ထွက်လာတဲ့ဒေါသကိုငါသူတို့မောင်းနေမှန်းတတ်သိပြမယ်ဆိုတဲ့တွန်းအဖြစ်ပြောင်းလဲပြီးအလုတ်ကိုပိုကျူးစားလိုက်တာမျိုးအဲလူရှိစကားပြောရမှာကြောက်တဲ့စိတ်ကိုစိတ်လှုပ်ရှားမှု excitement အဖြစ်ပြောင်းလဲပြီးပိုကောင်းတဲ့ performance လုပ်နိုင်အောင်တုံးချတာမျိုးပေါ့ဒါကစိတ်ခံစားမှုရဲ့ကျင့်ဘဝငယ်ရင်တခင်ဘဝကိုရောက်သွားတာပဲ ဒီအဆင့်တွေကိုကြားရတာတော့အယံကောင်းပါတယ်ရှင့်ဒါပေမဲ့လက်တွေ့ဘဝမှာဒေါသတွေပေါက်ခွဲနေတဲ့အချိန်အယံဝါနေနေတဲ့အချိန်မှာဒီလိုအဆင့်မြင့်တဲ့အရာတွေကိုဘယ်လိုလုပ်စဉ်းစားနိုင်မှာလဲဟုတ်ကဲ့အဲ့ဒီအချိန်ကြီးအတွက်လက်တွေ့ကြပြီးချက်ချင်းတုံးလို့ရတဲ့နီလန်းမျိုးတော့မပါဘူးလားပါပါတယ်ဗျအဲ့ဒီအချိန်လေးမျိုးအတွက်ရင်းအမြစ်ထဲမှာ stop နီလန်းဆိုတာကိုအကျဉ်းပြုထားတယ် stop နီလန်းဟုတ်တယ်လေထီးခွန်သမားတွေအရေးပေါ်ကဲဆယ်ရေးသမားတွေလို့ အလွန်ဖြီးအားများတဲ့အခြေအနေတွေမှာသုံးတယ်နီလန်ဖြစ်လို့ရမ်းထီရောက်ပါတယ်။နာမည်အတိုင်းပဲ S T O P ဆိုပြီးအဆင့်၄ဆန်းရှိတယ်။ S က stop ရပ်တန့်ပါဗော။ဒါကရုပ်ပိုင်းဆိုင်ရာအရာရပ်တန့်ခိုင်းလာလားရှင်။ဟုတ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာအရာချက်ချင်းရပ်တန့်လိုက်တာ။ဒေါ်တာတကြီး email ရိုက်နေရင်လက်ကို keyboard ပေါ်နေဖဲလိုက်တာ။စကားများနေရင် password ပိတ်ပြီးခဏတိတ်လိုက်တာမျိုးပေါ့။ဟုတ် ဒီလိုရုပ်ပိုင်းဆိုင်ရာအရာရပ်တန့်လိုက်တာကဥနောက်ကိုခဏလေးထိမ့်ချုပ်မှုပြန်ယူနေပြီဆိုတော့အချက်ပြမှုတခုပို့လွတ်လိုက်တာနဲ့တူတူပဲ။ဒီလိုလုံနိုင်ဖို့အတွက်ကိုယ်ခန္ဓာကိုယ်ကပေးတဲ့ရှေ့ပြေလက္ခဏာလေးကိုသတိထားတတ်ဖို့လိုတာပေါ့နော်။ဟုတ်ပါ။နှလုံးခုန်မြလာတာ၊လက်သီးဆုပ်မိလာတာ၊မျက်နှာပူလာတာမျိုးတွေကိုသတိထားတတ်ဖို့လေ့ကျင့်ထားမယ်။ဒီက take a breath အသက်ရှူပါပေါ့။ဒါကတော့လူတိုင်းသိတဲ့အကြံပေးချက်ပဲလေ။တကယ်အလုပ်ဖြစ်လို့လား အလုတ်ဖြစ်ပါတယ်ဗျာဒါပေမဲ့ရိုးရိုးအသက်ရှူတာထက်ပိုထီရောက်တဲ့နည်းရှိတယ် box breathing လို့ခေါ်တယ် box breathing ဟုတ်တယ်လေးစက္ကန့်အသက်ရှူတွင်လေးစက္ကန့်အောင်ထားပြီးရင်ချုပ်စက္ကန့်နဲ့ဖြည်းဖြည်းရှူထုတ်ရမှာပါအော်ရှူထုတ်ခဲ့အချိန်ကိုပိုချောင်လောက်ရလားတရားဒီကချက်ပဲရှူထုတ်တဲ့အချိန်ကိုရှူသွင်းတဲ့အချိန်ထက်ပိုချောင်လောက်ဖို့ပဲဒီလိုလုပ်လိုက်တဲ့အခါခန္ဓာကိုယ်ရဲ့အာယုံကြောစစ်နေကိုငင်းထစေပြီးစိတ်ဖြစ်မှုဟော်မုန်းတွေရဲ့အရှင်ကိုချက်ချင်းလျှော့ချပေးနိုင်တယ် ဘုံချိန်လောက်လောက်လိုက်တာနဲ့ဦးနှောက်ရဲ့ CEO ပြန်ပြီး online ဖြစ်လာပါလိမ့်မယ်။ဘုံလိုက်တာဦးက observe လိလာပါဆိုတော့ဘာလို့လိလာအောင်ပါလဲ။ကိုယ့်ရဲ့အတွင်းရောအပြင်မှာပါဖြစ်ဖြစ်နေတာကိုတရားထူကြီးတဲ့ော်လို့ဓမ္မဋိဌာန်ချာချာလိလာသုံးသပ်တာပါဗျာ။ဒီအစ်စ်မှာအရေးကြီးဆုံးကအဖြစ်မှန် facts နဲ့ကိုယ့်ရဲ့ကောက်ချက် interpretations တွေကိုခွဲခြားတတ်ဖို့ပဲ။အဖြစ်မှန်နဲ့ကောက်ချက်ဥပမာလေးနဲ့ပြောပြပါလားရှင်။ဥပမာသူငယ်ချင်းတယောက်ကကိုပို့ထားတဲ့စာကို scene ဖြစ်ပြီးစာမပြောင်းဘူး။ဒါကအဖြစ်မှန် ဟွ fact ပေါ့သူငါ့ကိုမလေးစားလို့ဒမင်ဂရုမစိုက်တာဒါကကိုယ့်ရဲ့ကောက်ချက်ကိုပြောနေတယ်ဇာလန်ဩဟုတ်ကဲ့တကယ်တော့သူ့လူများနေလို့ဒါမှမဟုတ်တခြားအရေးကြီးကိစ္စတခုခုရှိနေလို့လည်းဖြစ်နိုင်တယ်လေဒီလိုခွဲမြန်လိုက်တာနဲ့စိတ်ခံစားမှုရဲ့အချိန်ကကိုယ်ဖယ်ရခိုင်နှုန်းလို့ကြာသွားတတ်တယ်ဟုတ်ပါပြီနောက်ဆုံးပြီက proceed ဆက်လက်ဆောင်ရွက်ပါဖို့ဟုတ်ပါတယ်အခုဆိုရင်ကိုယ်ကစိတ်တည်ငြိမ်သွားပြီး ခြေအနေကိုလည်းရှင်းရှင်းလင်းလင်းမြင်သွားပြီဒီအချိန်မှာမှစိတ်ခံစားမှုရဲ့စေခိုင်းမှုအတိုင်းတုံ့ပြန်မဲ့စားငါဘယ်လိုလူဖြစ်ချင်လာလဲငါရဲ့ရေရွှေရေမှန်းချက်ကပါလဲဆိုတာကိုအခြေခံပြီးသတိရှိရှိရွေးချယ်ပြီးမှဆက်လက်ဆောင်ရွက်ပါအင်းတခါတည်းလည်းဘာမှမတုံ့ပြန်ပဲ24နာရီစောင့်ဆိုင်းခြင်းကအကောင်းဆုံးတုံ့ပြန်မှုဖြစ်နိုင်တယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူးဗျာဟုတ်ကဲ့ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့စိတ်ခံစားမှုနောက်လိုက်ပြီးချက်ချင်းတုံ့ပြန်တာက ကိုယ့်ရဲ့ဦးနှောက်ဖွဲ့စည်းပုံကိုတောင်းပြောင်းစဲစေနိုင်တဲ့အထိကုန်ကြစိတ်ကြီးပါတယ်နော်ဟုတ်ကဲ့ဒါကကို့ဦးနှောက်ထဲကရှေးကြတဲ့တတ်တော်ဆောင်ရေးကြောင့်စပင်မဲ့ဒါကပြောင်းလဲလို့မရတဲ့ကံကြမ္မာမဟုတ်ဘူး step နီလန်လိုလက်တွေ့ကြတဲ့ဒူးဒီနဲ့စိတ်ခံစားမှုကျွမ်းကျင်မှုအဆင့်တွေကိုနားလည်ပြီးလေ့ကျင့်သွားရင်ဘယ်သူမှဆိုပြောင်းလဲနိုင်တယ်လို့ဆိုလိုတာပေါ့အဓိကမှတ်သားသွားရမယ့်အချက်ကတော့စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းဆိုတာကြွက်သားတစ်ခုလိုပါပဲအင်း ွက်သားတစ်ခုလိုပဲလေ့ကျင့်လေတတ်မာလေးပါပဲအစားပိုင်းမှာခက်ခဲနိုင်ပေမဲ့အလေ့ကျင့်ထလာတာနဲ့အမြတုံပြန်မှုနဲ့ခန်းစားချက်ကြကွာဟချက်လေးကပိုကျယ်လာပြီးကို့မှာရွေးချယ်권ရှိတယ်ဆိုတာကို ပို့သဘောပေါက်လာပါလိမ့်မယ်အချိန်ကြာလာတာနဲ့အမြဒီကျွမ်းကျင်မှုတစ်ခုဟာဘဝရဲ့ကန္တာအလုံးမှာအတိုးပေါ်တိုးရှင်းပြီးအကျိုးကျေးဇူးတွေပေးလာပါလိမ့်မယ် compound effect ပေါ့ဗျာဟုတ်ကဲ့ဗျာနောက်ဆုံးအနေနဲ့နားထောင်နေသူတွေကိုစဉ်းစားစရာတွေ့တစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ရှင်ဟုတ်ကဲ့ဗျာဘဝမှာဂျုံရတဲ့အခက်တခဲတိုင်းကကိုကိုပျက်စီးစေမဲ့အရာတစ်ခုမဟုတ်တော့ပဲကိုကိုပို့ပြီးတတ်မှလာအောင်ပို့ပြီးပညာရှိလာအောင်လွတ်ပေးတဲ့အရာတစ်ခုဖြစ်လာခဲ့ရင်ဘဝကဘလုံးများပြောင်းလဲသွားမလဲ စင်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွားရုံပထမကော့ပဲအဲ့ဒီစင်ခေါ်မှုတွေကြောင့်ပိုကောင်းတဲ့တူတယောက်ဖြစ်လာနိုင်မလားဆိုတာစဉ်းစားကြည့်စေချင်ပါတယ်။ကျွန်မအလုံးအလုံးကြုံဖူးကြပါပါ။အလို့မှဆိုစိတ်ဖိစီးမှုများတဲ့နေမျိုးပေါ့အိမ်ပြန်ရောက်တယ်။အိမ်မှာကိုလက်တွဲဖော်ဖို့ဘာမှဟုတ်တဲ့ကိစ္စလေးနဲ့စိတ်တူပြီး online မိတာမျိုး။ um ဒါမှမဟုတ် social media ပေါ်မှာ comment တစ်ခုတွေ့ပြီးဒေါသတွေထွက်ပြီးတော့လေစာရီတရဆက်ရိုက်ပြီးမှဆမ်းမနိုင်မိလို့တော်သေးတဲ့ဆိုပြီးတပြင်းချတာမျိုး။ အဲ့လိုခဏတာစိတ်ခံစားချက်တော့လိုက်မိတာလေးတွေကသေးတယ်လို့ထင်ရပေမဲ့တကယ်တော့အဲ့နောက်ွယ်ကဆုံးရှုံးမှုတွေကထင်ထားတာထက်အများကြီးပိုကြီးတယ်လို့ဆိုရမှာပေါ့နော်အင်မတန်မှန်ပါတယ်လူတွေကအဲ့ဒီဆုံးရှုံးမှုတွေကိုမမြင်နိုင်တဲ့ကုန်ကြစိတ်တွေလို့တိတ်တတိမထားမိတတ်ကြဘူးဥမာတစ်ခုပြောကြည့်အောင်လူမန်းကွယ်အစည်းအဝေးတစ်ခုမှာကိုယ့်ရဲ့အကြံဉာဏ်တစ်တစ်ခုအားရပေါ်ဝါရှင်းပြနေတယ်ဆိုပါတော့ဟုတ်ကဲ့အဲ့အချိန်မှာလော့ဖို့ကိုင်ဘက်တယောက်က ဒီအကြံကအရင်တစ်ခေါက်ကလည်းမအောင်မြင်ခဲ့ဘူးလေဆိုပြီးဝင်ပြောလိုက်တယ်။အဲ့ဒီမှာကို့မာနာကိုနင်းနေထိခိုက်သွားပြီးစကန်ပိုင်းအတွင်းဒေါသကထွက်လာရုံ။ဟုတ်ဟုတ်အဲ့ဒီစကန်60လောက်တက်ကြတဲ့စိတ်ခံစားချက်ကို အခြေခံပြီးအဲခမည်းကလည်းဘာမှမသိဘဲနဲ့ဗျာ။ဇွဲလေတံမျိုးနဲ့ပြန်တုံးပြန်လိုက်မိတယ်ဆိုရင်ဆမနာပါပဲ။ဟုတ်တယ်။အဲ့ဒီအခိုက်အတန့်လေးတစ်ခုသေးနဲ့ကိုနင်းနေချီတိဆောက်ထားတဲ့ professional reputation အဂုံတိတ်ခါကိုအုတ်တစ်ချက်လောက်ဖြိုချလိုက်တာနဲ့အတူတူပဲ။ Wow အဲ့လိုတွေးကြည့်တော့တော်တော်ကြောက်စရာကောင်းပါတယ်။အဲ့ဒါကလုံဝန်းခွန်တစ်ခုတည်းမှာပဲလား။ဒါမှမဟုတ်တခြားနေရာတွေမှာရောဒီလိုမမြင်နိုင်တဲ့ကုန်ကျစရိတ်တွေရှိနိုင်နေလား။ရှိတာပေါ့။နေရာတိုင်းမှာပဲအထူးသဖြင့်ကိုရေးကိုတာဆက်ဆံရေးတွေမှာပို့ပြီးတော့တောင်းတတာတွေ။ဥပမာလေး ကိုလက်တွဲဖော်နဲ့ဘဲဆိုင်မှာညစာစားကြမလဲဆိုတဲ့တာမန်စကားပြောလေကနေအကြီးအကျယ်ရမ်းဖြစ်သွားကြတာမျိုးလားအတိအကျပဲအကြီးအကျယ်ရမ်းဖြစ်သွားကြတာတွေအများကြီးပဲဘာလို့လဲဆိုတော့တယောက်ယောက်ကစိတ်ခံစားချက်နဲ့နေကတော့အမြဲတမ်းငှအကြိုက်ကိုဦးစားမပေးဘူးဆိုတဲ့စကားတခုကိုပြောလိုက်မိလို့ပဲဒီနေရာမှာစိတ်ဝင်စားစရာဥမာတစ်ခုကဆက်ဆံရေးပန်းစာရေးဆိုတဲ့ယူဆပဲဆက်ဆံရေးပန်းစာရင်ဟုတ်တယ်ကိုရောရဲ့ဆက်ဆံရေးတိုင်းမှာ မမြင်ရတဲ့ယုံကြည်မှုပန်းစာရေးတစ်ခုစီရှိတယ်လို့မြင်ကြည့်လိုက်ပါကိုကဒီကန်ခွလွတ်လိုက်တာချစ်ခင်ကျင်းနာမှုပြတာတွေဒါအဲ့ဒီပန်းစာရေးထဲကိုယုံကြည်မှုတွေထည့်လိုက်တာပဲအော်ပိတ်ဆံစိုးသလိုပါနော်ဟုတ်တယ်ဒါပေမဲ့စိတ်လိုက်မှန်ပါတုံ့ပြန်လိုက်တဲ့အချိန်တိုင်းကအဲ့ဒီပန်းစာရေးထဲကနေယုံကြည်မှုတွေကိုထုတ်တုံးလိုက်တာခဏခဏထုတ်တုံးနေရင်တနေ့မှအဲ့ဒီပန်းစာရေးကဗလာချင်းချစ်သွားနိုင်လေလေသိကောင်းကဥပမာပဲ အဲ့ဒီဗန်ဆိုင်ရေးတော့ပိုက်ဆံတွေကတခါထုံကြီးအများကြီးကုန်သွားနိုင်တဲ့သဘောပေါ့ဒါပေမဲ့ကျမသိချင်တာကဒီလိုသုံးပြမှုတွေကစိတ်ပိုင်းဆိုင်ရာတတ်တတ်ပဲလားဒါမှမဟုတ်ကျမတို့ခန္ဓာကိုယ်နဲ့ဥနောက်ကိုရောတကယ်ထိခိုက်စေနိုင်လားသစ်ပံနေကြရှင်းပြချက်မျိုးတွေရှိမလားရှင်အရန်ကောင်းကမေကုန်းပါဒါကစိတ်ပိုင်းဆိုင်ရာတတ်တတ်လုံးဝမဟုတ်ပါဘူးဇီဝကမ္မပြေတဲ့အရာကိုတကယ်ထိပြနေတာကျွန်တော်တို့ဒေါသထွက်တာစိတ်ဖြီးစီးတာလိုမျိုးပြင်းထန်တဲ့စိတ်ခံစားချက်တွေဖြစ်လာတဲ့အခါ ခနာကိုကကော်တီဇောနဲ့အဒရီနလင်အစိတ်ဖိစီးမှုဟော်မုန်းတွေကိုတွေးကြောထဲကိုအများကြီးထုတ်လုပ်လိုက်တယ်။အော်ဒါကရှေးခေတ်က တာရဲတိရိရှာနေနဲ့ရင်ဆိုင်ရတဲ့အခါတိုက်မလားပြေးမလားဆိုတဲ့ fight or flight response တော့လိုအပ်တဲ့စနစ်ပေါ့။ဒါပေမဲ့အခုခေတ်မှာတော့ email တစ်ဆောင်ကားပိတ်တာတစ်ခုကအဲ့ဒီစနစ်ကိုအလွယ်တကူနိုးလိုက်တာဖြစ်နေတယ်။ဆိုတော့ကကျမတို့ရဲ့ဦးနှုတ်က email သက်ဆောင်ကိုကြားတစ်ခေါက်လုံးမယူပြီးတုံ့ပြန်နေတဲ့အဲ့လိုတော့တော့လားအတိအကျပါပဲအဲ့ဒီဟော်မုန်းတွေထွက်လာတဲ့အခါမှာ ဦးနောက်ကကြိုးချောင်းဆင်ကျင်တုံတရားနဲ့ဆုံးဖြတ်ချက်ချတဲ့အပိုင်း prefrontal cortex ကိုတွေးစီစဉ်မှုရော့ချသွားစေတယ်ပြီးတော့စိတ်ခံစားချက်နဲ့အလိုလျောက်တုံ့ပြန်တဲ့ amygdala ဆိုတဲ့အပိုင်းကိုပို့ပြီးအားပေးလိုက်တယ်ပြောရရင်ကိုယ့်ရဲ့စဉ်စားတတ်တဲ့ဦးနောက်ကိုခဏပိတ်ပြီးတုံ့ပြန်တတ်တဲ့ဦးနောက်ကိုဖွင့်လိုက်တယ်လို့ပဲအော်ဟုတ်ကဲ့ပိုဆိုးတာကအဲ့ဒီဟော်မုန်းတွေဟာ အခြေအနေပြီးတော့ရင်တောင်ခနာကိုယ်ထဲမှာနာလီပေါင်းများစွာတခါလေလဲရက်ပေါင်းများစွာအဖြစ်ရှိနေတယ်။ဟောရက်နဲ့ချီပြီးတော့ရှိနေနိုင်တာလား။ဟုတ်တယ်ရှိနေနိုင်တယ်။ဒါကြောင့်မနေ့ကရံပစ်ခဲ့တဲ့စစ်ခန်းစားချက်တစ်ခုကနေ့လယ်မှာကိုချရမယ်အရေးကြီးတယ်။စီပွားရေးဆုံးဖြတ်ချက်ကိုပါလာပြီးထိခိုက်စေနေတာပါ။ဒါနာရေတို့တရမ်းမှုပဲရှိသေးတာပေါ့။ရေရှဲမှာကဘယ်လိုဖြစ်မလဲ ီလိုစိတ်ခံစားချက်နဲ့တုံ့ပြန်တဲ့အချင်းကကိုဦးနော့ကိုအမြဲတမ်းပြောင်းလဲသွားစေနိုင်လားကံမကောင်းစွာနဲ့ပဲပြောင်းလဲသွားစေပါတယ်ဦးနော့ပုံရိပ်ဖို့လီလာမှုတွေရလीစိတ်ခံစားချက်ကို နာရရှင်မထင်းချုပ်နိုင်တဲ့သူတွေမှာအဲ့ဒီ prefrontal cortex ဆိုလိုတာကစဉ်းစားဆင်ခြင်နိုင်တဲ့ဦးနော့အပိုင်းကရုပ်ပိုင်းဆိုင်ရာအရာကိုပို့ပြီးသိငင်နေရတယ်ပြီးတော့ amygdala ကပို့ပြီးကြီးမားပြီးတက်ကြွနေတဲ့အကြောင်းတွေ့ရှိခဲ့ကြတယ်ဟုတ်ရှင်းရှင်းပြောပြရရင်စိတ်ခံစားချက်နဲ့တုံ့ပြန်လေလေး ကိုဦးနောက်ကိုရှင်းလင်းစွာစဉ်းစားနိုင်စွာညှော့နေအောင်လေ့ကျင့်ပေးနေတယ်လို့ပါပဲ။အာယုံကျော်လန်းချောင်းတွေကလူသွားများနဲ့လမ်းလိုပဲလေ။ကိုကဒေါသထွက်တဲ့လမ်းကိုခဏခဏသွားရင်အဲ့ဒီလမ်းကချောမွေ့တဲ့မြန်လမ်းမကြီးဖြစ်လာမှာပေါ့။တင်းငင်အေးဆေးတဲ့လမ်းကတော့ခြုံရွယ်တွေနဲ့ပိတ်နေတဲ့လမ်းလိုဖြစ်သွားမှာပဲ။ရှုံးမှုကတော်တော်ကြီးမားမှာပဲ။မွေးတပြားမှမကုန်ပဲနဲ့ကိုဘွားကိုကိုတိုင်းအကြည့်ရဲ့ဖြက်စီးနေတာနဲ့တူနေပြီပေါ့နော်။ဒေါသထွက်နေတော့ဆုံးဖြတ်ချက်မားချလိုက်လို့ငွေကြီးအခွင့်အလမ်းတွေလက်လွတ်လိုက်ရတာ။ စိတ်မရှည်လို့စီးပွားရေးမိဖတ်ဆက်ဆံရေးတွေပျက်စီးသွားတာအဲ့ဒါတွေစဉ်းစားကြည့်ရင်ကိုစက်တီထဆရာပဲဟုတ်ပါတယ်ဒါပေမဲ့အားလုံးထက်မှာအကြီးမားဆုံးဆုံးရှုံးမှုကတော့အပြင်ပိုင်းကအရာတွေထက်အတွင်းပိုင်းမှာဖြစ်သွားတာပါအဲ့ရကတော့ကိုယ့်ကိုယ်ကိုလေးစားမှုပျောက်ဆုံးသွားခြင်းပါပဲကိုယ့်ကိုယ်ကိုလေးစားမှုဟုတ်တယ်ငါစိတ်ကငါမနိုင်ပါလားဆိုရဲခံစားချက်ကကိုယ့်ကိုယ်ကိုတန်တရားဝင်ခြင်းရှက်စင်နေအဖြစ်ချင်းချင်းနဲ့တန်တရားထဲမှာပြိမိသွားစေနိုင်တယ် အဲ့ဒီကကြတဲ့ကိုကခွန်းလန်းတက်တေကိုမယူရတော့ဘူးစိန်ခုံမှုတွေကိုရှောင်းဖယ်လာမယ်ဘာလို့လဲဆိုတော့ကိုစိတ်ခံစားချက်ကပို့ကိုပဲချင်းတစ္ဆာဖောက်မလို့ဆိုတော့မသိလို့ပဲဒါကတကယ်ကိုအဆုံးဆုံးဆုံးရှုံးမှုပါပဲချက်ချင်းနည်းရှိမှာပေါ့အောင်မြင်တဲ့လူတွေစိတ်ပိုက်ဆိုင်ရာရင်းကျက်တဲ့လူတွေကတော့စိတ်ခံစားချက်မရှိကြဘူးလားသူတို့ကတော့ဘလို့ကဲရွက်ဖြစ်ရှင်းကြလဲအရှမ်းကောင်းတဲ့ကူပြောင်းပါအောင်မြင်မှုမြင့်ဆုံးသူတွေကစိတ်ရုပ်တွေမော့ပါဘူးသူတို့လည်းကျွန်တော်တို့လိုပဲဒေါသထွက်တယ်ကြောက်တယ်စိတ်ပြက်တယ် ဒါပေမဲ့သူတို့နဲ့တာမလူတွေကြားကအဓိကကြွားကြချက်ကဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်နဲ့တုံ့ပြန်တဲ့လူရဲ့ကြားမှာအဲနေရာလူလေးတခုကိုဖန်တီးနေဆောင်ရှူတာပဲနေရာလူလေးတခုဟုတ်တယ်သူတို့ကခံစားချက်ကိုအတိအမှပြူတယ်ဒါပေမဲ့အဲ့ဒီခံစားချက်ရေကျွန်မဖြစ်သွားဘူးတုံ့ပြန်မှုကိုတော့ကြိုးကြောင်းဆင်ခြင်မှုနဲ့ရေရှည်ရီမှန်းချက်တွေပေါ်မှာအခြေခံပြီးတတိရှိရှိရွေးချယ်တာပါအဲ့ဒီနေရာလူလေးကိုဖန်တီးနေခြင်းမှာစွမ်းအားအစရမှရှိနေတာပါအဲ့ဒီနေရာလူလေးဆိုတာကိုသဘောကျတယ်ဒါပေမဲ့လက်တွေ့မှာအဲ့ဒီနေရာလူကိုဘယ်လိုရှာမလဲ စိတ်တည်အရန်လှောက်ရှားနေတဲ့အချိန်မှာလေချက်ချင်းလက်ငန်းတုံးလိုက်ရတဲ့နီလမ်းမျိုးရှိလားရှိပါတယ်အဲ့ဒီလိုအရေးပေါ်ချင်းတဲ့အတွက်အရန်လက်တွေချပြီးထီရောက်တဲ့နီလမ်းတစ်ခုကတော့ STOP နီလမ်းမှာ STOP ဆိုတဲ့စာလုံးလေးလုံးနဲ့မှတ်ရလွယ်ပါတယ် STOP နီလမ်းဟုတ်တယ်ပထမဆုံး S က stop ရတန်မှာကိုမဆုလှောက်ရှားမှုရဲ့ခနာဝလက္ခဏာတွေဥပမာနှလုံးခိုမြန်လာတာလက်သီးစုံမိတာမျက်နှာရည်ပူထူလာတာ အဲ့ဒါတွေကိုတတိပြုမိပြီဆိုတာနဲ့လုပ်နေတဲ့ရာအလုံးကိုရုပ်ပိုင်းဆိုင်ရာအရာချက်ချင်းရက်လိုက်ပါဒေါ်တာနဲ့အီးမေးလ်ရိုက်နေရင်လက်ကွက်ပေါ်ကနေလက်ကွက်ဖယ်လိုက်တာမျိုးစကားများနေရင်ပါစပ်ပိတ်ပြီးတခုမှဆက်မပြောတော့တာမျိုးပေါ့ဩရုပ်ပိုင်းဆိုင်ရာအရာအရင်ရက်ပစ်လိုက်ရမယ်ပေါ့စိတ်ဝင်စားဖို့ကောင်းတယ်နော်တစ်ဆင့်ကတော့ ठी က take a breath အသက်ရှူပါရက်လိုက်ပြီးတာနဲ့အသက်ရှူဖို့အချိန်ယူရမယ်ဒီနေရာမှာ box breathing လို့ခေါ်တဲ့အသက်ရှူနည်းကအရင်တည်ရောက်တယ် ၄စက္ကန့်ကြာအောင်နှာခေါင်းကနေအသက်ရှူသွင်း၄စက္ကန့်အသက်အောင်ထားပြီး၆စက္ကန့်ကြာအောင်ဘားဆက်ကနေဖြည်းဖြည်းချင်းလေးခြွန်တယ်လို့မျိုးရှူထုတ်ပါလေးလေးချောက်ပေါ့နော်ဟုတ်တယ်အသက်ရှူထုတ်တဲ့အချိန်ကို ရှေးအောင်လုလိုက်တာကကိုယ့်ရဲ့ parasympathetic nervous system အဲအနာယူပြီးအစာချေတဲ့စနစ်ကိုနှိုးပေးလိုက်တာပဲဒါကတိုက်မလားပြေးမလားစနစ်ကိုတံပြန်တက်ရောက်မှုပေးပြီးကိုယ့်ရဲ့အာယုံကျော်စနစ်ကိုချက်ချင်းငြိမ်သက်အောင်လုပ်ပေးနိုင်တယ် ဒါကကိုယ့်ရဲ့ဇီဝကမှစနစ်ကိုကိုယ်တိုင်ပြန်ပြီး hack လုပ်လိုက်တာကောအញ្ញံကောင်းတယ်။အိုနဲ့ပြရတော့ဘာတွေလဲရှင်။ဖန်တီးထားတဲ့ဇလန်းကို ခွဲခြားနိုင်ဖို့ပဲ။အချက်အလက်နဲ့ဇလန်းဟုတ်တယ်။ဥပမာ အချက်အလက်ကငါအလုတ်ကိုသူတွေကပြင်ခိုင်းတယ်။ဇလန်းကသူတွေကငါကိုအတုံးမချဘူးလို့ထင်နေပြီ။ငါအလုတ်ပြို့တော့မှာပဲ။ဒီနှစ်ခုကိုခွဲမြင်နိုင်ဖို့စူးစမ်းရမှာမယ်။နောက်ဆုံးပြီးက proceed ရှေ့ဆက်ပါ။ အခုဆိုရင်ကိုကအချင်းတွေကိုပိုပြီးရှင်းရှင်းလင်းလင်းညင်နေရပြီအဲ့ဒီတော့ယာယီစီးခန်းစားချက်နောက်ကိုလိုက်မလားဒါမှမဟုတ်ကိုတဲ့တန်ဖိုးထမှုတွေရေရှည်ညီမန်းချက်တွေပေါ်အခြေခံပြီးဘလို့တွန့်ပြမလဲဆိုတာကိုသတိရှိရှိရွေးချယ်ရပါမယ်ဒီခါလေးမှဘာမှမတွန့်ပြဘဲအချင်းခဏယူလိုက်ခြင်းကအကောင်ဆုံးတွန့်ပြမှုဖြစ်နိုင်တယ်ဆိုတာကိုလည်းမမေ့တင်ဘူးကနော်တို့နီလန်ကတော့စိတ်ခန်းစားချက်လွိုင်းလုံးကြီးမလွမ်းမိုးခင်ကိုယ့်ကိုကိုကာကွယ်ဖို့တဲ့ကာကွယ်ရေးနီလန်တစ်ခုလိုပါပဲဒီတော့ပိုပြီးတိုက်စစ်ဆန်တဲ့နီလန်မျိုးကမရှိဘူးလား ဆလိုတာကဂျီစိတ်ခံစားချက်တီကိုထင်ချုံယုံတယ်မကပဲကို့အတွက်အကျိုးရှိတဲ့ရာချစ်အတွင်ပြောင်းလဲနိုင်တာမျိုးပေါ့ဟွန်းအင်မတန်ကောင်းတဲ့မိကုံးပါရှိပါလေအဲ့ဒါကို emotional alchemy စိတ်ခံစားမှုဆံရပြောင်းလဲခြင်းပညာလို့တင်စားခေါ်ဝေါ်ကြတယ်ရှေးခေတ်ကအဂိယဆရာတွေကခဲကိုရွှေဖြစ်အောင်ကြိုးစားတယ်လို့ပဲကျွန်တော်တို့ကအနုလက္ခဏာဆောင်တဲ့စိတ်ခံစားချက်တွေကိုအပြုသဘောဆောင်တဲ့စွမ်းရည်တွေဖြစ်ပြောင်းလဲနိုင်ပါတယ် ဒေါသကြောက်ရွံ့မှုစိတ်ပြေမှုလိုမျိုးစိတ်ခံစားချက်တိုင်းမှာ အစွမ်းထက်တဲ့စွမ်းရင်တွေပါဝင်တယ်။အဲ့ဒီစွမ်းရင်ကိုဘယ်လိုအသုံးချမလဲဆိုတာကသာအဓိကကြတာပါ။ဥပမာဘီဘီရှင်းပြပေးလို့ရမလား။ဒေါသလိုမျိုးဖြစ်စီတတ်တဲ့စိတ်ခံစားချက်ကိုဘယ်လိုအကျိုးရှိအောင်ပြောင်းလဲလို့ရမလဲ။ရတာပေါ့။ဒေါသကိုဥပမာပေးရင်ဒေါသဆိုတာမီးလိုပဲ။မထင်ချုံနိုင်ရင်အိမ်ကိုမီးလောင်တိုက်သွင်းသွားနိုင်တယ်။ဒါပေမဲ့စနစ်တကျထင်ချုံအသုံးချနိုင်ရင် ရင်းနှင်းငွေအင်ဂျင်ကိုတောင်းလဲပတ်စေနိုင်တယ်ဒေါသဖြစ်လာပြီဆိုရင်ငါဘာလို့ဒေါသထွက်နေတာလဲဘယ်စီမင်းကိုချိုးဖောက်ခံလိုက်ရလို့လဲဆိုပြီးကိုကိုကိုမေးကြည့်ပါအော်ကိုကိုကိုပြန်မီခွန်းထုတ်ရမှာပေါ့ဟုတ်တယ်ဒေါသကကို့အထက်အရေးကြီးတဲ့ຢာတွေကိုညွန်ပြနေတဲ့လမ်းညွန်တစ်ခုပဲအဲ့ဒီဆိုင်ရင်ကိုဖျက်ဆီးဖို့မတုံးပဲပြဿနာတွေကိုဖြေရှင်းဖို့အတားအဆီးတွေကိုကျော်လာဖို့အတွက်တွန်းအားဖြင့်အသုံးချနိုင်ပါလေကြောက်ရွံ့မှုကရောကြောက်ရွံ့မှုဆိုတာကလည်းအလားတူပဲ ြောက်ရွံ့မှုဆိုတာအန်တရယ်ကိုညွန့်ပြနေတာမဟုတ်ဘူးကိုတံဖိုးထားတဲ့အရာကိုညွန့်ပြနေတာကိုကလူရှိမှစကားပြောရမှကြောက်တယ်ဆိုရင်အဲ့ဒါကကိုရဲ့တင်ဆက်မှုကောင်းဖို့ကိုကိုတံဖိုးထားလို့ပဲလေအဲ့ဒီကြောက်စိတ်ကိုစိတ်လှရှာတကြွမှုအဖြစ်ပြောင်းလဲပြီးကိုကောင်းအောင်ပြင်ဆင်ဖို့စွမ်းအင်အဖြစ်သုံးနိုင်တယ်တတ်တည်ဆိုတာကြောက်ရွံ့မှုမရှိခြင်းမဟုတ်ဘူးကြောက်ရွံ့နေတဲ့ခြားကပဲရှေ့ဆက်လှုပ်ဆောင်ခြင်းဖြစ်ပါတယ် ဒါဆိုရင်စိတ်ပြချင်းကတော့ဘလူးအချက်ပြမီမျိုးလဲစိတ်ပြချင်းကကိုတုံးနေတဲ့နီးပြဟာက အလုံမဖြစ်တော့ဘူးဆိုတဲ့အချက်ပြမီတစ်ခုပဲအရှုံးဖွဲကိုအချက်ပြနေတာမဟုတ်ဘူးနီးလန့်တက်ရှာဖို့စွမ်းဟင်အသက်တင်းယူဖို့ဖိတ်ခေါ်နေတာဒါကိုနားလည်သွားရင်စိတ်ပြမှုကကိုကိုရတန်းစင်မှာမဟုတ်ပဲပိုပြီးတီထွင်းဖန်တီးနိုင်အောင်ပိုပြီးဆွဲရှိအောင်တွန်းရပြီးတဲ့မိတ်ဆွေတယောက်လိုဖြစ်လာပါလိမ့်မယ်ဒီလိုတစ်ခါချင်းစီမှာ stop နီးလန့်နဲ့ထင်းချုပ်တာ emotional alchemy နဲ့အတွင်ပြောင်းတာတွေကရေရှည်မှာဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဒါတွေကတစ်ခါလှုပ်လှဲ့ယုံနဲ့ပြီးသွားတာမဟုတ်ဘဲနေ့စဉ်လေ့ကျင့်ရမယ့်အရာတွေဆိုတော့လေမှန်ပါတယ်ဒါကကာယလေ့ကျင့်ခက်လို့တို့လိုပါပဲအစာပိုင်းမှာတော့ခက်ခဲပြင်ပါမယ်ဒါပေမဲ့အလေ့ကျင့်ဖြစ်သွားတဲ့အခါမှာရေရှည်မှာပေါင်းဆက်အကျိုးသက်ရောက်မှု compound effect ဆိုတာဖြစ်လာပါတယ်ဒီအကျိုးသက်ရောက်မှုတွေကဘဝရဲ့နေရာတိုင်းမှာသက်ရောက်မှုရှိတယ် ပထမတစ်ခုကဆက်ဆံရေးဆိုင်ရာယုံကြည်မှုပါအစောကပြောတဲ့ဘန်စာရင်းတဲ့ပစ်စံထဲတလို့ပေါ့အတိအကျပဲကိုကစိတ်ခန်းစားချက်ကိုထိန်းချုပ်လိုက်တဲ့တုံ့ပြန်မှုတိုင်းဟာအဲ့ဒီဆက်ဆံရေးဘန်စာရင်းတဲ့ကိုယုံကြည်မှုတဲ့အတ္တနဲ့လည်းတလို့ပဲအချိန်ကြာလာနေနဲ့မြတ်အဲ့ဒီဘန်စာရင်းကအထူးဒီပွားပြီးဆက်ဆံရေးတွေကအစင်းပေါင်းများစွာပူခိုင်းမှလာပါတယ်ကုန်တတဲ့နဲ့အလောကအခွန်လန်းနေပါမှာတော့ဘလို့ပေါင်းဆက်အကျိုးသက်ရောက်မှုတွေရှိနိုင်လဲဒါကဒုတိယအကျိုးကျေးဇူးပေါ့ကုန်တတဲ့နဲ့ဩဇာလွှမ်းမိုးမှုပါ ဘလို့အချိန်နေမှာမဆိုတီငိန်ပြီးယုံကြည်အားကိုထိုက်တဲ့သူတရားအဖြစ်ဂုံတရင်ကတဖြည်းဖြည်းတိဆောက်လာနိုင်တယ်အခွဲအစည်းတစ်ခုမှာအကျက်အသေးဖြစ်တဲ့အခါလူတွေကဘသူ့ကိုအားကိုမလဲစိတ်လှုပ်ရှားပြီးအော်ဟစ်နေတဲ့သူကိုလားဒါမှမဟုတ်တီတီငိန်ငိန်နဲ့ဖြေရှာနိုင်တဲ့သူကိုလားတီငိန်တဲ့သူကိုပဲအားကိုမှာပေါ့ဟုတ်တယ်လေဒီလိုဂုံတရင်မျိုးကအခွင့်လန်းကောင်းတဲ့ကိုကိုစီကိုအလိုလိုဆွဲဆောင်လာစီပါတယ်နောက်တစ်ခုကဆုံးဖြတ်ချက်ရည်တွေကိုကောင်းလာလာ စိတ်ခံစားချက်မျိုးကိုရည်ရဲတွန်းပို့မှုမျိုးပါပဲဘဝအလုတ်အကင်ငွေချင်းနဲ့ပတ်သက်ပြီးကြီးလင်းပြတ်ထားတဲ့ဆုံးဖြတ်ချက်တွေချနိုင်လာတယ်ဒီဆုံးဖြတ်ချက်တေးသေးလေးတွေစူပေါင်းလိုက်တဲ့အခါဆယ်နှစ်လောက်ကြာရင်ဘဝရဲ့ရလက်ကတိတိတသာပြောင်းလဲသွားမှာပါကျမရေးဖက်ကတော့အေးဟုတ်တယ်နောက်ဆုံးတစ်ခုကတော့လူဒီတိတ်တတိမထားမိရဲ့ကျမရဲ့အချိုးကျစုပါ နာထာရှည်စိတ်ဖိစီးမှုကို short ချနိုင်တဲ့အတွက်နှလုံးယောဂသွေးတောယောဂလိုမျိုးတွေဖြစ်နိုင်ခြေကိုလျော့ချစေပြီး တက်တန်းကိုပါပိုရှည်စေနိုင်တယ်လူလေလာမှုတွေကဆိုပါတယ်ဒီအချိုးကျစုတွေအားလုံးကိုခြုံငုံကြည့်လိုက်ရင်စိတ်ခံစားချက်ကိုကျွမ်းကျင်ပိုင်နိုင်ခြင်းကမတုံ့လုံနိုင်တဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့တက်ရဲ့ချစ်ဆက်နေတယ်လို့ပြောနိုင်မယ်ထင်တယ်လူအများစုထင်တယ်လို့ယုံကြည်မှုဆိုလားကြောက်ရွံ့မှုမရှိတာတန်းတည်းမရှိတာမဟုတ်ပြဲဘဝမှာဘာပဲကြုံလာကြုံလာငါရင်ဆိုင်ဖြစ်ရှင်းနိုင်တယ်ဆိုတဲ့အတွင်းစိတ်ကအတ္တိတရားဖြစ်မယ်ထင်တယ်မှန်ပါတယ်ဒီယုံကြည်မှုကခဏတစ်ဖြုတ်အောင်မြင်မှုတွေ တခြားသူတွေရဲ့ချီးကျူးမှုတွေလို့မခိုင်မဲတဲ့ပြင်ပကြုံရတဲ့ပုံမှာမဟုတ်ပဲကိုယ့်ရဲ့အတွင်းပိုင်ဆိုင်ရာတွေပေါ်မှာဒီဆော့ထားတာဖြစ်လို့ဘယ်သူမှလူယူလို့မရတဲ့ကိုယ်ပိုင်တဲ့တကူဖြစ်သွားတာပေါ့ဟုတ်တယ်ဒါကိုအဆုံးသတ်အငင်းနဲ့ပြောရရင်တော့ anti fragile ဖြစ်လာခြင်းဆိုတဲ့ယူဆနဲ့ညီကုန်းချုပ်ချင်ပါတယ် anti fragile ဟုတ်တယ် anti fragile ဆိုတာက Nassim Taleb ဆိုတဲ့ဆာယီစီယာတယောက်ကတည်ထွင်ခဲ့တဲ့စကားလုံးပါလူအများစုကကြန့်ခိုင်တဲ့ resilient ဆိုတာကိုအမြင့်ဆုံးညီမှန်းချက်လို့ထင်ကြတယ် ကြန့်ခိုင်တယ်ဆိုတာကဖြီးရတန်ကိုခံနိုင်ရရှိပေမဲ့မပြောင်းလဲပေါ်လာကိုဆိုလိုတာပါဒါပေမဲ့ anti fragile ဆိုတာကအဲ့ဒီထက်တဆင့်မြင့်တယ်ဥမာဖန်ခွဲတစ်ခွက်ကိုစဉ်းစားကြည့်ပါဖြီးရပင်းရင်ကွဲသွားတယ်ဒါက fragile ကျွတ်စစ်ချင်ဟုတ်ကဲ့ပလတ်စတစ်ဘောလုံးတစ်လုံးကဖြီးရပင်းရင်ခနာကြစ်ကရောက်သွားပြီးပြန်ပုံမှန်ဖြစ်သွားတယ်ဒါက resilient ကြန့်ခိုင်ရင်ဒါပေမဲ့လူအရိုးကိုစဉ်းစားကြည့်ပါလေ့ကျင့်ခန်းလုပ်ပြီးဖြီးရပေးတဲ့အခါမှာအရင်ကထပ်ပို့ပြီးတတ်မှာလား ပို့ပြီးတမလာတာဟုတ်တယ်ဒါက anti fragile ပါ အခက်အခဲတွေ PR ကြောင့်ပို့ပြီးတမလာတာပို့ပြီးတိုးချလာတာကို ဆိုလိုတာပါဆိုတော့စိတ်ခံစားချက်ကိုကျွမ်းကျင်လာတဲ့အခါမှာဘဝရဲ့ခက်ခဲတဲ့အခြေအနေတွေကကိုယ့်ကို ချိန်ချောက်တဲ့ရတဲ့မဟုတ်တော့ပဲကိုယ့်ကိုပိုးထားမှစေမဲ့လေ့ကျင့်ခန်းတွေဖြစ်လာပါတယ်ဒါဟာစိတ်ခံစားချက်ကိုကျွမ်းကျင်ပိုင်နိုင်ခြင်းရဲ့အဆုံးစွန်ရလောက်ပါပဲ။ နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့တစ်ခုပေးချင်ပါတယ်။ရွေးချယ်စရာကတော့ရှင်းရှင်းလေးပါပဲ။ကျမတို့ဟာကိုယ့်ရဲ့ခဏတာစိတ်ခံစားချက်တည်းရဲ့တားကောင်အဖြစ်စစ်ပြီးအသက်ရှင်မလား။ဒါမှမဟုတ်စိတ်ကိုကျွမ်းကျင်စွာထိန်းချုပ်နိုင်တဲ့ပိသုကပညာရှင်တယောက်ဖြစ်ဖို့စိတ်ရွှေရှင်နဲ့နေ့စဉ်လေ့ကျင့်မှုတွေကိုလောက်ဆောင်မလားဆိုတာပါပဲ။ဒီနေ့ကိုယ်ရွေးချယ်လိုက်တဲ့တုံ့ပြန်မှုတိုင်းဟာ ိုယ့်ရဲ့အနာဂတ်ကအတွင်းစိတ်ငြိမ်းချမ်းမှုနဲ့အောင်မြင်မှုအတက်ပြန်ရမယ့်အတိုးနဲ့ယင်းနိမ့်မြုံနံနေတာဖြစ်တယ်ဆိုတာကိုအမြဲတည်းရစေချင်ပါတယ်။ဒီအကြောင်းအရာကိုစိတ်ဝင်စားစားနားထောင်ပေးခဲ့တဲ့အခါအားလုံးကိုကျေးဇူးတင်ပါတယ်။